အမတန်ကြောက်စရာကောင်းသောဂတ်ဆိုင်မီးလောင်မှုနဲ့နိုဝင်ဘာ29 30မီးလောင်မှုများမင်္ဂလာပါအော်ဒီယိုဘိုင်းစော်နိုင်ကနေကြိုဆိုပါရစေဒီတစ်ခါတင်ဆက်ပေးမှာတော့အမတန်ကြောက်စရာကောင်းသောဂတ်ဆိုင်မီးလောင်မှုနဲ့နိုဝင်ဘာ29 30မီးလောင်မှုများကြောင်းကိုတင်ဆက်ပေးပါမယ်ပထမဆုံးဒီနေ့နိုဝင်ဘာလ30ရက်နေ့မနက်ခင်းပိုင်းမီးလောင်မှုကိုတင်ဆက်ပေးပါမယ်2025ခု နိုဝင်ဘာလ30ရက်နေ့ဒီနေ့မနက်4:25မိနစ်ချိန်မှာရန်ကုန်တိုင်းဒေသကြီးတကုံမျိုးသစ်တောင်ပိုင်း63ရပ်ကွက်မုံမခလမ်းမှာမီးလာမှုဖြစ်ပွားကြောင်းသတင်းရရှိပါတယ်။မီးစတင်လာပြီးမနက်4:33မိနစ်ချိန်မှာမီးတက်ကာများ level 1အဆင့်နဲ့စတင်ဖက်ဖွာတယ်လို့သိရပါတယ်။မနက်9:17မိနစ်ချိန်မှာမီးထိန်းနိုင်ပြီး

။နေရာကတော့မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်ဇားမြင့်စွဲရက်ွက်135လမ်းနဲ့136လမ်းကြား56လမ်းပေါ်မှာလို့သိရပါတယ်ဗျာ။အချိန်ကိုဖော်ပြမထားပေမဲ့ကြည့်ရတဲ့ဗီဒီယိုတွေကတော့မနက်ခင်းစောစောပဲဖြစ်မယ်လို့ယူဆမိပါတယ်။ ဆက်လက်ပြီးတော့မနေ့က2025ခုနိုဝင်ဘာလ29ရက်နေ့ညနေ4:30မိနစ်ချိန်ရန်ကုန်မြို့ဗုဒ္ဓဆောင်မြို့နယ်လမ်း50လေးလွှာမှာမီးလောင်မှုခုဖြစ်ပွားခဲ့ပါသေးတယ် အခုတင်ဆက်ပေးမှာအမတန်ကြောက်စရာကောင်းတဲ့ဓာတ်ဆိုင်လီလာမှုဖြစ်ပါတယ်။ဖြစ်ပွားခဲ့တာ2025ခုတတလပိုင်း29ရက်မနေ့ရပဲဖြစ်ပါတယ်။နေရာကတော့မြဝတီမြို့ချွေကုတ်ကုံမြို့တက်မှာလို့သိရပါတယ်ဗျာ။

Now we want to 我姑娘。